ါပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှစ်ခတ်အစီအစဉ်ရဲ့2025ခုနိုဝင်ဘာလ19ရက်ဗုဒ္ဓဦးနေ့အတွက်ဆောင်ရွက်ဆောင်ရွက်ဆောင်ရွက်ရမယ့်နှစ်ခတ်ချိန်ကာလကိုအစီအစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျွန်မရွှေရုံအောင်နီမနှင်းပိုင်အင်တို့မှအစီအစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါရရှင်2025နိုဝင်ဘာ19ရက်ဗုဒ္ဓဦးနေ့အတွက်ဗုဒ္ဓဦးသတ္တမိများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ကောင်းကျိုးနဂတ်9ပါးနဲ့မိမိတို့လုပ်ငန်းကိစ္စရများဆောင်ရွက်ရနဂတ်အချိန်ကာလများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ နက်နက်3:59မိနစ်မှနက်နက်4:18မိနစ်အချိန်တွင်းမှဆိုရင်တော့ဖုံးကန်ကြီးမြင့်နိုင်တဲ့ဒရနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နက်နက်6:52မိနစ်မှနက်နက်8:12မိနစ်အချိန်တွင်းမှဆိုရင်တော့စန္ဒအောင်မြင်ပြီးမြစ်တရီကိစ္စတွေကောင်းမွန်နိုင်တဲ့ဆုံးနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နေ့လည်2နာရီ14မိနစ်မှနေ့လည်2နာရီ34မိနစ်အချိန်တွင်းမှဆိုရင်တော့ဘယ်လုံငန်းမျိုးမဆိုလုတ်ကင်မှာကအောင်မြင်မှုရရှိနိုင်ပြီးကန်စာတာဒေါက်ထက်ရောက်ရှိနိုင်တဲ့အဓိပတိနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်နေ့လယ်2နာရီ3မိနစ်မှနေ့လယ်2နာရီ23မိနစ်အချိန်တွင်းမှဆိုရင်တော့ရာထူးဩဇာအနာဂံတွေကြီးမြင့်နိုင်တဲ့ထိပြုနက်ခတ်ကိန်းကြောင်းတဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ည7နာရီ43မိနစ်မှ အင်္ဂါနေ့ညတကောင်ကျော်ပြီးဗုဒ္ဓဦးနေ့အကူနနက်12နာရီ3မိနစ်အချိန်တွင်းမှာဆိုရင်တော့အင်ချမ်းမြေရင်အယောင်းဝယ်ကိစ္စများကောင်းမွန်နိုင်တဲ့စင်တူနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်3:42မိနစ်မှာညနေ4:00မိနစ်အချိန်တွင်းမှာဆိုရင်တော့ငွေကြေးရှင်ငွေယတနာထီကန်ဆန်းမှုကန်နေကောင်းမွန်နိုင်တဲ့ယတနာနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ည10:26နာရီ16မိနစ်မှည10:36နာရီ36မိနစ်အချိန်တွင်းမှဆိုရင်တော့တာသမီရတနာများထုံကန်ရရှိနိုင်တဲ့တန်ဒီနက်ခက်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်ဗုဒ္ဓဦးနေတာသမီများအပေါ်ပုံမှုထိရောက်နိုင်တဲ့ဆိုရဲနက်ခက်နဲ့ပတ်သက်တဲ့နက်ခက်ချိန်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နနက်3:43မိနစ်မှနနက်4:03မိနစ်ချိန်တွင်းမှဆိုရင်တော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုများဖြစ်စေနိုင်တဲ့မရဏနက္ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နနန်း6:38မိနစ်မှနနန်း6:58မိနစ်အချိန်တွင်မှဆိုရင်တော့အမှုခင်းပြဿနာနဲ့စိတ်ပူပန်တော့ကများဖြစ်စေနိုင်တဲ့တော့ကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနန်း9:59မိနစ်မှနနန်း10:19မိနစ်အချိန်တွင်မှဆိုရင်တော့ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့10:00နှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ညနေ4:51မိနစ်မှညနေ5:17မိနစ်ချိန်တွင်မှဆိုရင်တော့မိတ်ဆွေတင်ကားများဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့မိတ္တုနက္ခတ်ဂိမ်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ အင်္ဂါနေ့ညတကောင်ကျော်ပြီးဗုဒ္ဓဦးနေ့အကူနနက်၁၂နာရီ58မိနစ်မှနနက်၁နာရီ18မိနစ်အချိန်တွင်းမှဆိုရင်တော့အလုံစည်းပွားထိခိုက်ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဘင်္ဂါနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ယခုဖော်ပြပေးခဲ့တဲ့နက်ခတ်ချိန်ကာလဆိုရင်တော့ဗုဒ္ဓဦးနေ့သတိများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့နက်ခတ်ချိန်ကာလပဲဖြစ်ပါရဲ့ရှင်။ဒီနက်ခတ်ချိန်ကာလကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမှအသေးစိတ်ကိုရင်တွက်ချက်ပေးထားတာဖြစ်ပါရဲ့ရှင်။ ။သမီးတို့ရဲ့ယနေ့နောက်ခတ်စီစဉ်ကိုကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအလုံးကိုကျေးဇူးတင်ပါတယ်။ Thank you.